ယုတ်ထုဆိုင်ငန်းထဲသို့ဝင်လိုက်ရင်ဝင်လိုက်ချင်းကျွန်တော်ရင်ဆိုင်လိုက်ရသည်မှာစူးချသောဖုန်တန်းဖြစ်သည်ဆိုင်ရှင်သည်ကျွန်တော်တို့အကျိုးဆောင်အဖွဲ့ကိုလှမ်းမခေါ်မီတန်ကြီးအဖွဲ့ကိုအရင်လှမ်းခေါ်တင်သည်ဟုကျွန်တော်ထင်၏ကျွန်တော်မျက်စိအောက်မှမြင်မြင်သမျှအရာဝတ္ထုများဤချုပ်ပွားနေသောမြင်ကွင်းကြောင့်ဤဆိုင်သည်ချင်းဟောင်းပစ္စည်းအယောင်ဆိုင်တစ်ခုနှင့်မတူဘဲစတိုကန်တစ်ခုနှင့်တူနေသည်စတိုကန်တစ်ခုနှင့်တူနေသော ချင်းအောင်ပစ္စည်းအယောင်ဆိုင်ကိုပြားတိုက်တစ်ခုနဲ့တူလာအောင်ကျွန်တော်ကပြုပြင်ပြောင်းလဲ၍အလားဆင်ပေးရမည်ဖြစ်သည်အခြေအနေကိုအကဲခဲရသလောက်တော့ဤအလုပ်သည်တိတ်ဖြစ်နိုင်ခြင်းမရှိပါ ဖုန်တက်နေသောပစ္စည်းအစုအဝေးများသည်ဆိုင်ထဲတွင်စပွဲကုန်ရှင်များပေါ်၌ပူလိုပက်လက်ချုပ်ထွေးနေကြ၏နယံမှချီသောစင်ကလေးများပေါ်တွင်ခပ်ပော့ပော့ပစ္စည်းအဟောင်းများစုပြုံတင်ထားသည်နယံမှာ ကျန်းလိုင်းချိတ်ဆဲထားသောအယူလက်ကောက်လိုတလေးဆန်လက်သေးမျိုးစုံလိုပဒီးစည်းလိုရုပ်သေးရုပ်လိုအရာများကလည်းတစ်ချက်တစ်ချက်တိုက်ခတ်သောပြင်ပလေကြောင့်လှုပ်ရမ်းလျက်ချိသေးသည်ထိုအခါမျိုးတွင်ဆိုင်ကန်းတွင် စတုကန်းတစ်ခုနှင့်မတူတော့ပြန်မဲမျက်လဲကန်းတစ်ခုသို့မဟုတ်ပေါကန်းတစ်ခုနှင့်လည်းတူပြန်သည်အခန်းသည်ဝင်းပေါင်းမျက်နှာပြင်စီကအလင်းရောင်နှင့်လေးကလွဲပြီးဘာအလင်းရောင်မှမရနိုင်ဘေးနေရန်များသည် တည်င်းပေါင်းလုံးဝမရှိသောအုံနေရံများဖြစ်သည်ဤအုံနေရံများငကူကဘာအယောင်ချစ်သည်ဟုမခံမနိုင်တော့အောင်ပင်ဖြူလျော့ရင်နွမ်းနေသည်လျက်စင်မီအယောင်ဖြစ်သောပစ္စည်းများကိုမြင်နေရသည် ထို့ပြင် အလင်းရောင်အားကိုခြေတာထားသည့်ဖြစ်ရာပစ္စည်းများသည်သူ့ငကူအရေးအချင်းထက်ပင်စိတ်ဝင်စားမှုနည်းပါးစေသလိုဖြစ်နေသည်ဖန်ချောင်းတွေကိုမျက်နှာကျက်မှာထပ်ပြရအောင်မယ်လေဦးလေးရဲ့တံမိုးကြီးပစ္စည်းတွေကို ကြံမိုးအမှန်တကယ်ဝယ်သူကမြင်နိုင်အောင်လို့ပေါ့ဆိုင်ချင်းဤမျက်လုံးများသည် စိတ်လှုပ်ရှားမှုကင်းမဲ့စွာတည်တည်ကြီးဖြစ်နေ၏သူကခေါင်းတစ်ချက်သာငြိမ်ပြသည်တကယ်တော့ချီဟောင်းပစ္စည်းကိုကျွန်တော်စိတ်မဝင်စားပါကျွန်တော်အလားဆင်ပေးခဲ့သောအိမ်ခန်းများဆိုင်ခန်းများချီဟောင်းပစ္စည်းဆိုင်တစ်ခုမှမပါဝင်ခဲ့ဘူးပါသို့တော့ဤဆိုင်ခန်းကို နိုင်ငံသားအဲ့တဲ့များ စိတ်ဝင်စားလာအောင်ဆွဲဆောင်မှုရှိအောင်ကျွန်တော်ကမုံမှန်ပြင်ဆင်ပြီးနေရာချထားပေးရမည်ဖြစ်ပါသည်ခန့်နေသည်မှာပစ္စည်းများ၏တန်ဖိုးနှင့်အရေးပါမှုကိုကျွန်တော်မသိပါကျွန်တော်မျက်စိအောက်မှာညီနေရသည်။အဟောင်းအနှဲများကတော့ကျွန်တော်အတက်ဆိုလျင်အမိုက်ပုံထဲသို့သွားပြေးမိမိအရာများဖြစ်သည်ဟောင်းနှဲနေသောခြေထိုးခြေချီထိုးအဆများတစ်သားဗပူးယုတ်များကျေးသွုံးအယုတ်များကျေးသွုံးခင်္ကာအသေးလေးများ စေးတံအဟောင်းအမြင်များဒါရီကျွန်တော်စိတ်မဝင်စားပါတချို့စေးတံများမှာစီအိုးကနှကမ်းပဲရွေးပြီးနေသေးသည်တမင်ဂျိုများကျွေးဂျိုများနဲ့ဝဝွန်အရေးကွန်ကြားအရေးကွန်များကိုတော့ကျွန်တော်စိတ်ဝင်စားတယ်ဓာတ်ဆက်အဟောင်းကြီးနှစ်ခု သုံးခုကိုလည်းမြင်တွေ့နိုင်၏မိပန်းဆိုင်အဟောင်းများသည်မျက်နှာကျက်မှာ၃လမျိုးစုပုံချိတ်ဆွဲခံထားရသဖြင့်ထာတင်တလောင်မလာတော့ပင်ဆိုဖာဆက်တီအဟောင်းများသည် နယံတွင်ကလေးရဲ့ဖြစ်သလိုစုပုံချက်၍မှောက်ထားခံနေရသည်။ဥလေးဟောရီဆိုဖာရီကိုအဲကန်းတစ်ခုလိုဖြစ်အောင်နေရာချလိုက်ရင်ကောင်းမယ်။အေးမင်းကြိုက်တယ်လို့လုပ်ပါကွာ။အလုသမားခေါ်ပေးရမလား။မလိုဘူးဥလေးနောက်တစ်နာရီကျရင်ကျွန်တော်အလုသမားတွေရောက်လာမှာပါ။သူတို့ရောက်လာချိန်တည်းပစ္စည်းများနေရာချထားရင်ကျွန်တော်စီစဉ်တတ်မှတ်ပြီးတော့အချိန်ဖြည့်ရမည်။ဒီတော့ဦးလေးကျွန်တော်ကိုကူညီရမှာက ဘယ်ပစ္စည်းတွေကဘလို့တန်မိုးကြီးရဲဆိုတာသဘောတော့ပြောပြပေးဖို့ပါပဲသူ့ပစ္စည်းအကြောင်းကျွန်တော်ကိုပြောပြသည့်အခါဆိုင်ချင်းဤမျက်လုံးများ အသက်ဝင်လာကြ၏ဆိုင်ချင်းသည် သူ့ဆိုင်ကပစ္စည်းများလိုပင်ခဟဟောင်းနှွမ်းဖူတီဖက်တီလူတယောက်ဖြစ်သည် စပင်ပါရသည့်အထဲထိတ်ကပြောင်၍မီးအောင်ဖြင့်အယောင်ပင်လက်နေ၏မျက်ခုံးပါပါမျက်လုံးညိုညိုသေးသေးသည်ကြောင်၍နေ၏လက်ပြင်ကိုင်းကိုင်း ထားချက်သာသောအယက်ပုသည်ဟုချင်းရတော်လဲတကယ်တော့သူအယက်မြင်ပါသည် ကျွန်တော်အမြင်အရတာမန်လန်းချောင်းလက်ကင်ချုပ်ကလေးတစ်ခုသည်သူက ပြုတ်ပြလိုက်တော့မြန်မာနိုင်ငံသို့ပထမအဦးဆုံးရောက်လာသည့်ရေနံဝင်တယောက်၏လက်ကင်ချုပ်အဖြစ်တံပိုးကြည့်သွားရသည် အင်္ဂလိပ်အစိုးရကိုကြော်လန့်ခဲ့သောချင်းလူမျိုးတပုံတယောက်ကင်ဆောင်သည့်ညှထက်သည့်ဝါကြည့်တော့အင်္ဂလိပ်လူမျိုးခရိုင်ဝင်တယောက်ကတကြီးတယောက်အားဆူချခဲ့သည့်ကပီးစာတန်းပါသော ငွေကွန်းဤကလေးပြုတ်ခေကအစင်တစားဖြစ်သောအယိုးပဒီကုံပကံခေကသမီးတန်တမန်တူလက်ဆောင်ပေးခဲ့သည့်ကြည်သွန်းနေယုံတရုတ်နိုင်ငံရောက်မြန်မာဝင်ကြီးတစ်ပါးတင်စီထားသည့်ကြောက်စင်းဖြစ်ထုလုပ်သည့်မိမမိမလာယုတ်ထုကလေးစသဖြင့်သူပြောပြသောအခါထိုအရာများကိုကျွန်တော်တအံ့တအောကြည့်မိသွား၏ပစ္စည်းအစစ်သေးတာဆိုလျင်တော့ဒေါ်လာ6ပေါင်းများစွာတန်ပေးလိမ့်မည်သို့သောပစ္စည်းစစ်မစစ်ကျွန်တော်တို့ဘလို့သိနိုင်မည်နည်း ဆိုင်ချင်ကိုရာရောဘလို့သိနိုင်မည်နည်းဒါကျွန်တော်အလုံးမဟုတ်ပါဆိုင်ကန်းနေရန်ကိုအဝါနှုတ်ရောင်ရောသော ထုံချောက်ရောင်စေတုံရမည်ဟုကျွန်တော်ယားထားကြည့်မိသည်နေရန်မှာကျဲလောင်းချိတ်သည့်ပဒီများအယိုးကွင်းများလက်ကောက်များကို အခန်းကူးလိုက်ခါသဘောမျိုးဖြင့်စီတန်း၍ကျဲလောင်းချပေးရမည်ဗုဒ္ဓဝင်ဇက်ဒေါ်လာရုပ်ပုံများအဖြစ် ရုံလုံးကြောင်းအောင်ထွင်း၍အလှပေါ်ထားသည့်ကျွန်းတက်တာကြီးကို ်ဧကန်ဆိုပါစက်တင်များ၏အလဲပဟောတွင်ခန့်မြင့်မြင့်တင်၍နေရာချထားရမည်ဘလို့လူမျိုးတွေများဒီပစ္စည်းတွေကိုဝယ်ကျင်ကြမှာလည်းမသိဘူးနော်ကျွန်တော်အတွေ့အထိစကားအဖြစ်လှုပ်ခနဲထွက်သွား၏ဆိုင်ချင်ကပားရည်များတွန့်သွားအောင်ပြုံးပါသည်ချားပါပစ္စည်းတွေစုဆောင်းကျင်တဲ့ဝါသနာချင်းတွေပေါ့ကွာငါမှအဲ့ဒီလိုဖောက်တယ်တွေအများကြီးကွာအဖိုးကြီးတွေပေါ့နော်ဦးလေးအေးအဖွားကြီးတယောက်ဆိုရင်ငါဖောက်တယ်ဖြစ်နေတာ ငါနေမကားတော့ဘူးကွထူဆန်းသောအဖိုးကြီးအဖွားကြီးများဖြစ်လိမ့်မည်စာဝင်းနေရဲ့အတွက်မပူပင်ရသည့်လူချမ်းသာများဖြစ်လိမ့်မည်နောက်ပြီးဇီးစားကြောင်သူများဖြစ်လိမ့်မည်မိမိတို့၏သားသမီးမြေးမြင့်များကို အားရကျင့်တတ်မှုမရှိသူများဖြစ်လိမ့်မည်လူလက်ပိုင်းအရွယ်တွေလည်းပါတာပါပဲကွာဂျိုးအမြုတွေတို့မိုးဂျိုးသွားတို့ကိုလာဆောင်ဆန်းတဲ့လူတွေဟာလူငယ်တွေကွဒါအံဩစာမဟုတ်တော့ဘူးအလုံးဟာជីခင်းမှာစောက်တီးရမရဖြစ်ကုန်ပြီကွာ စောက်တီယာမင်းဟာဟုတ်လားကျွန်တော်ဒီဆိုင်ချင်ပါကိုဆိုလိုသည်ဟုအတိတ်ပင်မပေါက်လိုက်ပါအေးလေစီးပွားရေးမှာအပွားကြံကျင်သူတွေတော်တော်များများဟာလက်ကောင်းဟာလက်ကောင်းအောင်အဆောင်ပစ္စည်းတွေလက်ဖွဲ့တွေအားကိုးကုန်ကြပြီအဲ့ဒီတော့ဟာအဲ့ဒီတော့ဂျိုအမြူတီကိုတောင်းနေချီပြီးပေးဝယ်တဲ့လူတွေအများကြီးကလူတော်လူတွေဂျိုအမြူတီဆိုတာကိုဝင်ကျွန်တော်မသိပါ အကောင်မပေါက်တော့ပဲကြောက်ဖြစ်သွားတဲ့ဂျိုးရဲ့ဥတမျိုးပေါ့ကွာ အဲ့ဒီဦးဟာကြောက်စရိတ်ခဲလိုအသားမျိုးနဲ့ဖန်ထိုးလိုလုံးနေတာကွကြောင်မျက်နှာပြင်မှာသွေးကြောကလေးတွေစိမ့်ပြာရောင်အနီရောင်ဖြာနေတယ်အဲ့ဒီဂျိုးအမြူတီစိတ်ခဲရင်စီးပွားရေးလက်ကောင်းနဲ့တနက်ပြီးတယ်ဂျားပြီးတယ်ကွဂျိုးအမြူတီကိုဆောင်းထားတဲ့လူကိုပြည့်ရင်အဲ့ဒီတနက်ဟာကြည်စံမထွက်တော့ဘူးမဖြစ်နိုင်ပါဖြစ်ခဲ့လျင်လဲတနက်ဤချူရင်မှုကြောင့်သာဖြစ်ပါလိမ့်မည်ငှက်ကြီးတောင်သားနဲ့ခိုးချတာတော့ ဓာသွားမတိုးဘူးကွအရေးပြားပေါ်မှာအဖြူစင်းကလေးလောက်သာအရာထင်တာလောင်ကြီးစားကြီးနဲ့ခုတ်တဲ့လူအခုတ်ခံတဲ့လူရှိတယ်မောင်ရင်လောင်ကြီးကလည်းကြီးကြီးတယ်နော်ထိုလောင်ကစားပွဲကို ကျွန်တော်ဘေးမှသာဝင်ကြည့်လိုပါသည် အကွေ၍မဖြစ်မနေဝင်လောင်ရတော့မည်ဆိုလျင်လဲဓာခုတ်သူဒို့မဟုတ်တနေ့ပြည့်သူဘမသာဝင်လောင်လိုပါသည်သို့တော့ဆိုင်ချင်နှင့်ဆက်ဆံရေးတွင်အထင်အငေါ်မရှိစေလိုသဖြင့်ကျွန်တော်ပြုံးရည်သာနေပါသည် တရုတ်ကျွေးပန်းအိုးကြီးတစ်ခုကိုကျွန်တော်လှမ်းမြေလိုက်သဖြင့်ထိုစပွဲရှိရာသို့ကျွန်တော်ခြောက်သွားလိုက်၏အဖြူရောင်ခြေသားပေါ်တွင်အပြာရောင်တစ်မျိုးတည်းဖြင့်ပန်းခတ်ပန်းနယ်များရေးချဲ့ထားပြီးပန်းအိုးလေတိုင်းကခတ်တုတ်တုတ်အဝါမှာရွှေရောင်အနားသက်ရှိသည်ပန်းအိုးများသည်ကျွန်တော်အလုံးနှင့်အဆက်ဆက်ဆုံးဖြစ်သဖြင့်ပန်းအိုးဤတန်ဖိုးအမှန်ကိုကျွန်တော်သိနေပါသည်ဆိုပါစက်တီနှင့်အတူထားရန် အလွန်လှပသောဇပွဲကျင်ပန်းအိုကြီးဖြစ်သည်ထို့သော မတော်တဆတိုင်းပြီးပြီးကြာကဲသားလျင် ဆုံးချုံရမည့်တန်မိုးမှာကျွန်တော်လားစာကိုစေစားမြောက်၍ပင် ရနိုင်လိမ့်မည်မထင်ချေလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်လောက်ကလက်ရမျိုးဖြစ်၍အတူပြုလုပ်ထားသည့်ဆိုလျင်လဲထိုအတူလက်ရခြင်းကိုချီးကျူးရမည်ဖြစ်သည်ပန်းအိုးကိုလှဲ့ပက်မြောက်ကင်ကြည်နေစင်မှာပင်ကျွန်တော်အားတစုံတစ်ယောက်ကချောင်းမြောင်းကြည့်ရှုနေသလိုခံစားရသည် နောက်ကြောင်းမလုံဘူးဟူသည့်စကားကိုဤနေရာမှာအတုံးပြူရရမရကျွန်တော်မသိပါကျွန်တော်သည်ကျွန်တော်နောက်တနေရာမှာအကာအကွယ်တားဆီးမရှိခင်းလေးမြင်ဖြစ်ပြီးထိုနေရာစီမလေးအလင်းတစ်ခု ကျွန်တော်နောက်ကြောကိုလာတိုးနေသလိုလှုပ်ခဲစွာခံစားရသည်ကျွန်တော်ခြားကနေလေးကြည့်လိုက်၏ကျွန်တော်နောက်ဖက်မှာမီးအောင်တဝဲတပြက်သာရသော နောက်ဖက်ကြကြစပွဲချီတစ်ခုပေါ်ကပစ္စည်းတစ်စုအဝေးသာရှိသည် လူတယောက်ဤအသင်သဏ္ဍာန်မတွေ့ရလူတယောက်ပုံအောင်ချောင်းမြောင်းစရာလဲအကွဲအကမရှိအခန်းကြီးသည်နောက်ဘက်အထိဘာတိုင်မှမရှိပဲအလျားလိုက်တီချီချင်းဖြစ်ဤသို့သောအဲ့ဒီနေရာမှာတယောက်ယောက်ရှိနေသလိုယခုထိကျွန်တော်ခံစားနေရဆဲဖြစ်သည်တယောက်ယောက်ကျွန်တော်ကိုလမ်းကြည့်နေသည်တေးကြပါသည်ကျွန်တော်ပန်းအိုးကိုစပွဲပေါ်လှည့်မြန်စွာပြန်ချလိုက်ဤကျွန်တော်မတင်ငါစွာအနှဲငယ်အံ့ဩစွာလှမ်းကြည့်ရင် နောက်ခွဲစပွဲစီတို့ဖြင်းညင်းစွာခြောက်သွားမိသည်တဖြည်းဖြည်းနီလာလေးလေးကျွန်တော်ကိုတယောက်ယောက်လှမ်းကြည့်နေတာတေချာပေါက်ခံစားရလေဖြစ်၏စပွဲစီတို့ရောက်သွားသောအခါမှာတော့တကယ်ပိုပင်ကျွန်တော်အားတစုံတယောက်လှမ်းကြည့်နေခဲ့ပါကလားဟုအံ့ဩတုတ်လုပ်သွားရသည်အကယ်၍ဥကောင်တလုံးကိုတစုံတရာဟု၃၀ပြင်ရှိမည်ဆိုလျင်ပေါ့ကျွန်တော်ကိုလှမ်းကြည့်နေသောမျက်လုံးများသည် အသက်ဝင်လွန်သောကြောင့်ဤအရာသည်ပလာစတစ်ရုပ်ထုတစ်ခုမဟုတ်ဘဲဥကောင်းပြတ်တစ်လုံးဖြစ်သည်ဟုထင်ရသည်။လယ်ပင်အခြေမှပြည့်နေသောရုပ်ထုသည်အယောင်လဲနေသောကျွန်းသားမျက်နှာပြင်အချက်ပေါ်မှကက်လျက်သားမမတ်တီချိနေ၏။ထိုဥကောင်းသည် လူတစ်ယောက်ဤတကယ့်ဥကောင်းတစ်ခုဟုတယောက်ယောက်ကပြောလျင်ကျွန်တော်မအံ့ဩဘဲအလွယ်တကူလက်ခံနိုင်မည်ဖြစ်ပါသည်။အနှဲ့ရောင်စပင်များသည်တကယ့်ကိုစပင်မွေးများဖြစ်၏။မြခုံးမွေးသည်ခတ်ထူထူ မျက်ရည်ထင်ရှားသောမျက်လုံးတွင်ခတ်တူတူခက်ဆင်းဆင်းမျက်တောင်များကပေါင်ကိုပေးထား၏ထိုမျက်လုံးများသည်ကျွန်တော်စောစောကရက်နေသောဇပွဲစီသို့တတမတ်ထဲစိုက်ကြည့်နေခဲ့သည်မင်းအောင်ဆွန်ထင်းသောကြောင့်မျက်တောင်၏အရင်များသည် မျက်လုံးတဝိုက်တွင်ကျနေရာထိုအရင်များကိုကြည့်နေရင်ကြည့်နေရင်မျက်တောင်တစ်ချက်နှစ်ချက်ခက်လိုက်သည်ဟုပင်ကျွန်တော်ထင်လိုက်မိ၏ရုပ်တူ၏နှာခေါင်းကတော့တော်တော်ယုံဆိုးသည် နှာခေါင်းကပွားသည့်အချိန်အထက်သို့နည်းနည်းလန်ခြင်း၏ဘဘူးဆရာသည်ဘာကြောင့်များနှာခေါင်းကိုလှလှပပမထုစိခဲ့ပါလဲသို့မဟုတ်ဤယုတ်ထုသည်တစုံတရောင်းဤပုံတူယုတ်ထုယုတ်ဖြစ်နေသလားအသက်25နှစ်30အကြာလူငယ်တယောက်ဤအရွယ်ဟုကျွန်တော်ခန့်မှန်းသည်ကျွန်တော်နှာခေါင်းကိုလက်ညှိုးဖြင့်အသာထိကြည့်လိုက်၏ ကျွန်တော်နောက်ဖက်မှရည်တန်တစ်ခုကိုကြားလိုက်ရသဖြင့်ရုတ်တရက်ကြောစိမ့်သွားသည် မောင်ရင်ကဒီခေါင်းပြက်ကိုစိတ်ဝင်စားနေပြီကိုဆိုင်ချင်းအတန်ကိုကြားရပါသည်ကျွန်တော်ဖြက်ခနဲလဲကြည့်လိုက်သည်သူသည်တောက်ပသောမျက်လုံးကြောင်ကြောင်များဖြင့်ရီမောရင်ကျွန်တော်အနီးကို ရောက်လာ၏အဲ့ဒီခေါင်းပြက်ရဲ့ရာစဝင်ကိုသိရင်မင်းပူပြီးစိတ်ဝင်စားသွားမယ်သူ့မျက်လုံးတွေကိုမင်းဘလို့ထင်လဲကျွန်တော်မြည်တော့ထင်တတ်မြင်နေ ကျွန်တော်ဒီပကြီကားများပပုယုံများကိုလှပအောင်နေရာအခြားသူတက်မြောက်ကောင်းတက်မြောက်လိမ့်မည်ပပုယုံသူဤမျက်လုံးများကိုခွဲချမ်းစိတ်ဖြာမမြင်တတ်ပါသူ့မျက်လုံးတွေကကြည်နူးပျော်ရှင်တဲ့မျက်လုံးတွေတော့မဟုတ်ဘူးဗျနော်ပူပူတတကလေးပြောရမယ်ဆိုရင်သူ့မျက်လုံးတွေကမုန်းတီးတဲ့မျက်လုံးမျိုးဗျဆိုင်ချင်းကပထမအ우ဆုံးအကြိမ်ကျွန်တော်ကိုချီးကျူးသောမျက်လုံးများဖြစ်ကြည့်လေသည်ဟုတ်တယ်ကွာ အဲ့ဒီမျိုးလုံးမျိုးဖြစ်အောင်ပဲဘဘူးစရာကထုဆင့်မုံမှန်ယူခဲ့ရတယ်လို့ပြောတယ်။ဗဇက်ကိုလည်းကြည့်အောင်ပြီးရမနေပဲခဟဟပွင့်နေတယ်။အဲ့ဒါဟာအံ့ဩတဲ့ဗဇက်၊ငါကျင်တုံလှုပ်တဲ့ဗဇက်။ဦးလေးကဘာဖြစ်လို့ဒီလောက်ခွဲခွဲခြားခြားတိနေရတာလဲ။ဘာဖြစ်လို့လဲဆိုတော့ဘဘူးထုတဲ့ပညာရှင်ကဒီလူသေးကနီးဆဲဆဲခံစားရတဲ့ဝေဒနာကိုအာယုံထဲမှာခံစားမြင်အောင်ပြီးထုခဲ့လို့ပေါ့။ ကျွန်တော်ဇဝေဇဝါဖြစ်သွား၏တေဂါနီးဆဲဆဲဟုတ်လားဟုတ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်တုန်းကဒီလူဟာဂျပန်တယောက်ရဲ့ဓာချက်နဲ့အသက်တည်ခဲ့ရတာသူဟာဂျပန်တော်လှန်ရေးရဲဘော်တယောက်ပေါ့ကျွန်တော်ဒီရုတ်တုဤသဘင်များကိုအตาအရာပုတ်တဲရင်ရုတ်တုဤမျက်လုံးကို နောက်တစ်ကြိမ်ကြည့်မိသည်သူဦးကောင်းဟာပလာစတာဘဘူးရုတ်တု တစ်ခုအနေနဲ့မျက်လုံးနှာခေါင်းပါယူမေးယူပြပြလုံးနဲ့အချိုးအစားကျလုံးနဲ့လို့မေးမထင်ဘူးလားအချိုးအစားကျနာသည်မှာတော့အမှန်ပါပဲကျွန်တော်ကိုနောက်ကျောပန်းမှနေ၍ပင်ဆွဲဆောင်နိုင်သောဤရုပ်တုမှာစွမ်းအားတစ်ခုခုတော့ရှိတာသိကြပါတယ်။ဘာကြောင့်ဒီလောက်အချိုးအစားကျနာနေတယ်လဲလို့မေးရင်အဖြေကချင်းချင်းကလေးပဲ။ဒီဥကောင်းဟာတကယ်ကိုတည်သွားတဲ့အဲ့ဒီလူရဲ့ဥကောင်းပြက်ကြီးဖြစ်နေလို့ပေါ့။ ကျွန်တော်တကူလုံးကြက်တီးဖြန်းကနေချသွားကဥကောင်းပေါ်ကလက်များကိုပြုံးဆိုရုပ်ပြလိုက်ပြီးနောက်ဆုံးလိုက်မိသည်ဆိုင်ချင်ကကျွန်တော်အဖြစ်ကိုသဘောကျစွာရင်မောပါသည် သူ့မျက်လုံးတွေ သူ့မျက်လုံးတွေကတော့ဖန်မျက်လုံးတွေပါပဲမောင်ရင်မျက်တောင်တွေကလည်းစုတ်တံတကူရဲ့အမွှေးတွေပါပဲသပင်ကနွားမီအမွှေးတွေနဲ့လှုပ်ထားတာနှာခေါင်းနဲ့ပါးစပ်ကပလတ်စတာကင်ထားတာ သူ့ရဲ့တကယ်အဆင့်မှန်ကတော့ခေါင်းခုံပဲကျွန်တော်အံ့ဩတုံလုံးအောင်သူတော်တော်ဆွဲဆောင်နိုင်ပါသည်ပလာစတာရုပ်တုဟုထင်စဉ်က ကျွန်တော်သည်ဤခေါင်းပြတ်ကိုကျွန်တော်ကင်တွယ်ဝင်ခဲ့၏ဥခေါင်းကုံအစီဖြစ်ထုလုပ်ထားသည်ဟုသိရသောအခါဤခေါင်းပြတ်ကိုကျွန်တော်မကင်ရဲတော့ပါဘာအကြံစီနဲ့များကျွန်တော်အံ့ဩလုံးသဖြင့်စကားကိုဆုံးအောင်မမေးနိုင်ပါသူကဖြေပါသည်ဘာအကြံစီနဲ့လဲတော့ငါလည်းမသိပါဘူးဒါပေမဲ့ ဒီလိုဘဘူးရုပ်ဖြစ်အောင်လှုပ်တာကတော့သူ့သားပဲအခုဆိုသူ့သားတောင်ငါအရွယ်လောက်ရောက်နေပြီငါထင်တာပြောရရင်တော့လူတက်ဖို့ရည်ရွယ်ချက်လို့ထင်တာပဲလူတက်ဖို့ဟုတ်လားဒီကောင်းပြတ်နဲ့လူတက်ဖို့လားအေးသူကကျွန်တော်အံ့ဩတုံလုံးအောင်ပြောနိုင်လိုက်သဖြင့်သူ့ကိုယ်သူကြည်နဲ့ဟန်ရှိသည်မဖြစ်နိုင်ဘူးလို့မထင်နဲ့ဒီကောင်းပြတ်ကြောင့်တကယ်ကိုလူတယောက်တည်သွားပြီ အသက်70အရွယ်အဖိုးကြီးတယောက်ဒီကောင်းပြက်ကြောင့်တည်သွားတာပဲထို့နောက်ဆိုင်ရှင်သည်ကျွန်တော်အားထူဆန်းသောအဖြစ်ပြက်ကိုပြန်ပြောပြခဲ့ပါသည်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်တုန်းကပေါ့ဂျပန်ခေတ်မှာအဲ့ဒီအဖြစ်ပြက်ဖြစ်ခဲ့တယ်နာမည်ရင်းတွေကိုငါတိပေမဲ့မင်းကိုတော့နာမည်ရင်းအတိုင်းပြောဖို့မကောင်းဘူးကိုကာကြီးနဲ့ကိုခါကွေးလိုပဲမှတ်ထားပေါ့ကွာကိုကာကြီးကဂျပန်စကားပြန်လဲဟုတ်ဂျပန်အလိုတော်ကြီးလဲဟုတ်တယ် ရွာမှာသူနဲ့မတဲတဲ့သူသူ့ကိုစော်ကားမိတဲ့သူအဲ့ဒီလူတွေဟာအင်္ဂလိပ်ရဲ့တချိုရီအဖြစ်ဂျပန်ကင်ပေတိုင်ရဲ့အနှိမ့်အဆက်အငင်းအပန်းခံအသက်ခံရတာပေါ့ကွာအဲ့ဒီကိုကကြီးမုန်းတဲ့သူတွေထဲမှာ ကိုခါခွေဆိုတဲ့ဂျပန်တော်လန်ကြီးရဲဘော်တယောက်လည်းပါတယ်ကိုကကြီးရဲ့စနစ်ကြောင့်ပဲဂျပန်တွေက ကိုခါခွေကိုဖမ်းပြီးစစ်ဆေးကြတယ်နောက်ဆုံးကိုခါခွေကို သူ့တေတွင် သူတူးခိုင်းပြီး ဂျပန်စစ်သားတယောက်ကဓာတ်နဲ့ပိုင်းခုပ်ပြီးတက်ပစ်လိုက်တယ်။ကိုခါခွေးကိုတက်တဲ့အချိန်မှာကိုကကြီးကဘေးမှာမြင်းရည်ချက်ရည်ကြည့်နေခဲ့တယ်ဆိုတာတဆင်စကားတဆင်နားနဲ့ကိုခါခွေးရဲ့မိသားစုကပြန်ကြားရတယ်။မြေကြီးမမြုပ်တမြုပ်အလောင်းကိုမြင်ရတော့ကိုခါခွေးရဲ့သားကလေးဟာတတိတောင်လှစ်သွားတဲ့။သူကလေးတိတက်စားအွေရောက်စားအချိန်တွင် ဖခင်ဤအလောင်းကိုတိတ်တဆိတ်ပြန်ဖို့၍ လေပင်အယူပြကြနေသောဥကောင်းခေါင်းခုံအပြက်ကိုနှစ်ပေါင်းများစွာတင်စီထားခဲ့သည်အယူစုပြန်ဖို့တင်းစင်ကလည်းသူ့မှာဘာယူရဲ့ချမ်းမရှိပုံမရပါ သို့တော့နှစ်ပေါင်းများစွာကြာလာသောအခါသူသည် အလွန်တော်သောဗဘူးပညာရှင်တစ်ယောက်ဖြစ်လာ၏ထို့အချိန်တွင်ဂျပန်ခေတ်ကဂျပန်အလိုတော်၏ကိုကကြီးသည်ငွေကြေးချမ်းသာသောဂုံတရေကြီးလူကြီးလူကောင်းလူတင်ကျဲဥကကြီးဖြစ်နေပြီ။ ဥကကြီးသည်ပကြီဗဘူးပညာကို လုံးဝနားမလည်မခံစားတတ်တော်လဲလူရဝင်အောင်ပကြီကားများဝယ်ယူချိတ်ဆွဲလေသည်ဗဘူးယုတ်များကိုဇင်ခံပြင်စီ အလားပြပစ္စည်းအနေဖြင့်သူဝယ်သည်ထို့အခါကိုခခွေဤသားဗဘူးပညာရှင်နှင့်ဆက်သွယ်မိသားလိမ့်မည်ဆိုသည်ကိုကျွန်တော်ချက်ချင်းသဘောပေါက်လိုက်ပြီးပြီဖြစ်ပါသည်သို့သောဒါပေမဲ့အဲ့ဒီဗဘူးဆရာဟာသူတက်ခဲတဲ့လူရဲ့သားလို့မသိဘူးလားဦးလေး ကျွန်တော်စကားဖြတ်၍မေးတော့ဆိုင်ရှင်ကပခုံးတွန်းပြသည်မသိနိုင်လို့ပေါ့ကွာပပူးစရာသည်ပြကန်းများဖွင့်လေးပြသဤရုတ်ထုများရောင်ဤဥကကြီးသည်ပပူးစရာဤဖောက်တဲ့တရားဖြစ်လာသည်တနေ့မှာတော့ဥကကြီးသည် သူ့ပုံတူပပူးထုပေးရန်ပပူးစရာအားတောင်းဆိုသည်ပပူးစရာသည်ဝမ်းမြောက်ဝမ်းသာသဘောတူလိုက်ဤဥကကြီးဤအိမ်သို့၁၄၅ရက်ခန့်ပပူးစရာတွားတွားပြီး လူကိုယ်တိုင်ဤပုံစံယူကဥကကြီးဤခေါင်းပိုင်းပလတ်စတာရုပ်ထုကိုထုလေသည်ဥကကြီးဤမျက်နှာအားအရက်ချင်းမျက်နှာမှအနေအထားအမျိုးမျိုးဖြင့်ဇက်ပုံရယူသည်မိမိဤအိမ်မှာဆက်လက်ထုလုပ်မည်ဖြစ်ကြောင်းအတိပေးလျက်အခန်းအောင်းကဘဘူးရုပ်ထုတစ်ခုထုစီလေသည်ထိုဘဘူးမှာဥကကြီးဤပုံတူမဟုတ်တော့ပဲသူဖခင်ဥခခွေးဤဘဘူးရုပ်ထုဖြစ်မည်များတန်တရားဖြစ်เสียမလို့ပင် ဘဘူးရုတ်ထုပြီးစီးသွားသောအခါဘဘူးဆရာသည်မြေကြီးကြာမီလိမ့်မည်ဟုကျွန်တော်ချင်ပါသည်သူတပားလက်ချက်ဖြင့်မြေသူကြားခဲ့ရသောဖခင်ဤသွေးဆိုသည်မှာနှစ်ပေါင်း90ကြာသည့်တိုင်မခန်းချောက်ပဲလက်လက်ဆက်ဆက်သွေးစင်းရှင်ရှင်ပွက်လျက်ချီသေးကြောင်းဒါသမီးတိုင်းခံစားရမည်ဟုကျွန်တော်သိပါသည်ဘဘူးဆရာသည်အဖိုးကြီးကို15စက္ကန့်လောက်နှလုံးခုန်ရက်ခါ တုံလုံးခြောက်ချားသွားစေလိုသည့်ဆန္ဒတစ်ခုသာရှိလိမ့်မည်ဟုကျွန်တော်ဖော်ရည်တွေးခြင်းပါသည်။နောက်ဆုံးတော့ဘဘူးယုတ်ထုသည် လုံးဝထုလုပ်ပြီးစီးသွားပြီ။အဝေးဖြူစားဖြင့်လှပတည်သက်စွာပက်လျက်ဂက်ဆက်တူဘူးဂူဘူးဖြင့်ခိုင်မာတောက်တင်းစွာ ထုတ်ပိုးပြီးဥကကြီးဤအိမ်သို့ပို့ပေးလိုက်လေသည်။ဥကကြီးဤအိမ်တွင်ထိုညာချမ်း၌ဖြစ်ပြဲသွားသောအဖြစ်ပြက်များကိုတော့ဘဘူးစင်အားသည် စိတ်ကူးဖြစ်တာမှန်းဆကျင်နေရတော့သည် ူကိုယ်သူအလွန်ချစ်သောအတ္တကြီးသောဥကကြီးသည် သူဤဘဘူးယုတ်ထုကိုကြီးချူရန်အချိန်များစွာပေး၍ပြင်ဆင်ရင်ခုန်ပေလိမ့်မည်သူဧကန်းစပွဲပေါ်တွင်ရှိသောဂဘူးကိုမြင်သာရရကလေးထိ၍ဖွင့်လိမ့်မည်ဖြူဆွလွန်း၍ပြာလဲနေသောအဝေးစားကိုမထီရမကန်ရဲ့ကင်တွယ်၍ဖြီယူကဖွင့်လိပေလိမ့်မည်နောက်ဆုံးတွင်အဝေးဖြူစားပြေလျော့သွားသောအခါ လွန်ခဲ့သောနှစ်ပေါင်း90ကျော်ကသူရှေးမောင်းမှာပင်မရှိတည်းအသက်ထက်သားသောကိုခါခွေးဤခေါင်းပြက်ကြီးကိုဖြုံးငနေမြင်တွေ့လိုက်ရပေလိမ့်မည်။ဥကကြီးသည် သူတသက်တွင်တစေကို ပထမဦးဆုံးအကြိမ်မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါအတန်ကုံအော်ဟေး၍ထိတ်လန့်ခြောက်ခြားစွာတည်လည်သွားတော်လိမ့်မည်။သူဤသားသမီးမြင်းများကဝိုင်းဝန်းပြူးစုမှ သူတည်ပြန်လည်ရလိမ့်မည်။ထို့နောက် ထို့ခေါင်းပြည့်ကြီးသည်သူအားညာပေါင်းများစွာခြောက်လန့်သောကြောင့်ဇောရွှေများဖြင့်မတဲမကွဲအော်ဟင်းရင်အိမ်မဆိုးဖြစ်တာညစဉ်တရေနိုးလာရမည်။၎င်းမှာ သူမတင်မချင်းခံစားရမည်စိတ်ဝေဒနာဖြစ်ရမည်။ထို့အဖြစ်ပြက်များကိုပပုစရာသည် တွေးတောကကျင်းနေအားရစွာတညာလုံးထိုင်၍သူ့လက်များသူငေးမောချီကျူးနေခဲ့သည်။ထို့နောက်နောက်တနေ့နနက်မိုးတောက်သောအခါဥကကြီးဤပုံတူပပုရုပ်ကိုထုတ်ပိုးကပပု ရုပ်ထုဘူးချင်းမှားသွားကြောင်းပြောပြတောင်းမှန်းရင်ဦးကကြီး၏အဖြစ်အပျက်ကိုစုံစမ်းမည်ဟုထွက်လာခဲ့သည်ဦးကကြီးအိမ်သို့ရောက်သောအခါမမျော်လင့်ပဲအာတုဘအခမ်းအနားတစ်ခုကိုသာတွေ့လိုက်ရတော့သည် အဖိုးကြီးဟာဘလောက်အထီးများတုံ့လုံသွားသလဲဆိုရင်ချက်ချင်းကိုသတိလေးပြီးသတိမလဲပဲအသက်ပါသွားတော့တာပဲကျွန်တော်သည်ဘဘူးရုပ်ထုသာကျွန်တော်ယူဆခြင်းလာသောဥကောင်းပြက်ကို ခက်ကြကြစိုက်ကြည့်မိသည်ထိုမျက်လုံးများသည်ညိုလဲ့လဲ့ဖန်သားဖြင့်ပြုတ်လုထားတော်လဲတကယ်လူမျက်လုံးအတိုင်းပင်ဖြစ်သည်အဲ့ဒီဘဘူးဆရာကငါမိတ်ဆွေပဲဆိုပါတော့သူဆုံးကနေရက်ပိုင်းအလိုမှာငါကိုဒီဘဘူးရုပ်ပေးသွားပြီးအဖြစ်ပြက်အားလုံးပြန်ပြောသွားခဲ့တယ်။အော်သူလဲဆုံးသွားပြီကိုဟုတ်တယ်အဖိုးကြီးဆုံးပြီးတနေ့ခွဲလောက်ကြာတော့သူဆုံးသွားတာပဲအဖိုးကြီးသည်ကိုခါခွေးဤ ခေါင်းပြဲရုပ်ထုကြောင့်တေဆုံးရသည်ဆိုလျင်ဘဘူးဆရာသည်ဘာကြောင့်တေဆုံးသွားမှတနည်းအဖိုးကြီးဤဘဘူးရုပ်ထုကြောင့်များလားဘဘူးဆရာကဘာဖြစ်လို့တေသွားတာလဲဦးလင်းကြောက်ကဲ့ယောဂဆူလာပါပဲနာတာချီယောဂတစ်ခုကြောင့်ပဲကွကျွန်တော်တို့နှစ်ယောက်တိတ်ဆိတ်ငြိမ်သက်သွားတာတော်တော်ကြပါတယ်။အခန်းဒီငကိုကားချက်ပူရင်းမွန်းကျက်လာတယ်လို့ထင်မိသည်။ထို့ကြောင့်ပင် ။ဥကောင်းပြက်အနီးမှကျွန်တော်အလိုလျောက်ထွက်ခွာလာခဲ့မိပါသည်။ဆိုင်ချင်ကကျွန်တော်နှင့်အတူလိုက်ပါလာ၏။ဦးလေးအဲ့ဒီကောင်းကိုရောင်းမယ်လို့ကြံစီဘူးသလား။မကြံဘူးပါဘူး။ဘာဖြစ်လို့လဲ။မင်းလိုချင်လို့လား။ဟာမဟုတ်ပါဘူး။ဤကောင်းပြက်ရုပ်တူကိုကျွန်တော်အိမ်ခန်းထဲမှာထားဖို့စိတ်ကူးကြည်ယုံနေပြီးကြော်ရဲစိတ်ကနေအေးဆက်သွားရပါသည်။ဒီရာဇဝင်ကိုတိပီးရင်ဘသူများတိပစ္စည်းကိုဝယ်ခြင်းမလဲ။တိကျင်လို့ပါ။ ဆိုင်ကျင်ကနောက်ဖက်မှကြံ့ရင်ခဲ့သောရုတ်ထုစီတို့လှမ်းကြည့်၏မိတ်ဆွေရဲ့လက်ရာဖြစ်တာရဲ့မိတ်ဆွေရဲ့အဖေဖြစ်တာရဲ့ဓာချက်ပိုးပြီးအလေးထားပြောရရင်ဂျပန်တော်လှန်ရေးရဲဘော်တယောက်ဖြစ်တာရဲ့အဲ့ဒီအချက်တွေထောက်ပြီးဒီဟာကိုငါမယောင်းပါဘူးဒါပေမဲ့ဒီရုပ်ထုကိုလူတွေမြင်သွားတဲ့အခါလူတွေဘလို့တုံ့ပြန်ကြမလဲဆိုတာငါစိတ်ဝင်စားတယ်ကွအမြဲပဲငါစောင့်ကြည့်တယ်နောက်ပြီးအဲ့ဒီရုပ်ထုရဲ့ရာဇဝင်ကိုမင်းကိုအခုပြောသလို ငါပြောပြတော့တာပဲကွအဲ့ဒါဟာငါအတွက်ဘယ်တော့မှယူမသွားတဲ့ပုံမြင်တစ်ပုဒ်ပေါ့ကွာဒါကိုမြင်တဲ့လူတွေဘလို့တုတ်ပြန်ကြသလဲဗျစိတ်ဝင်တစားမေးမိသည်မင်းလိုပဲပေါ့ပထမအဲ့ဒီမျိုးလုံးတွေရဲ့ဆဲဆောင်မှုကြောင့်အဲ့ဒီကိုရောက်သွားမယ်ပြီးရင်ကင်ကြည့်မယ်ပြီးတော့ရာဇဝင်ကိုတိသားတဲ့အခါတုံလောက်သွားမယ်အံ့ဩသွားမယ်ဒါပေမဲ့နောက်ထပ်ဒီဟာကိုမကြည့်ပဲဘယ်သူမှမနေနိုင်ဘူးကွာအားလုံးဟာမင်းဖြစ်သွားတယ်လို့ပဲတတိယရဲဖြစ်သွားကြတာကြီးပါပဲ။ ကျွန်တော်သိပြီဧကန်းတွင်ဆိုပါစတိဟောင်းများနှင့်ကနုတ်ဘပုထွင်းကျွန်းတစ်တာကြီးအပြင်ဒီဘပုယုတ်ထုကိုပါထားရမည်ထိုဘပုယုတ်ထုသည် ဆိုင်ချေးတွင်ဖြတ်သွားသူများအားဆိုင်ထဲသို့ဝင်ကြည့်ကျင်လိုက်အောင်ဆွဲဆောင်ပေးလိမ့်မည်ကျောင်းဝန်စီမှုဖြင့်ဆွဲဆောင်မည်လားအံ့ဩချီးကျူးစေမှုဖြင့်ဆွဲဆောင်မည်လားဆက်စုစီလိုမှုဖြင့်ဆွဲဆောင်မည်လားဒါကတော့ဖန်မျက်လုံးများဖြင့်အကြည့်ခံရသူတို့၏ကိုယ်ခံအားပေါ်မူတည်ပေးလိမ့်မည် ်ဆိုင်ချင်းအားတစုံတစ်ခုမေးရန်ဟန်ပြင်လိုက်စင်ပါပင်ဆိုင်ချင်း၌ကားတစီထိုးဆိုင်တန်ကြားလိုက်ရ၏ကျွန်တော်တို့ကုမ္ပဏီမှကားကြီးဖြစ်သည်ကျွန်တော်အလုပ်သမားတွေရောက်လာပြီဆိုင်ချင်းဤမျက်လုံးများသည်ကျွန်တော်ဝင်လာကစတုန်းကလိုအတိတ်ပဲကင်းမဲ့သောမျက်လုံးတွေများပြန်ဖြစ်သွား၏သူသည်အလုပ်သမားများကိုကြိုရန်ဆိုင်ရှိသို့ထွက်ခွာသွားလေသည်1996ခုဇန်နဝါရီလညနေမှမကက်စင်း ဖက်ချူတင်ဆက်သူတောကတမိုးရှိတဲ့အရှင်တွေကိုဖဲ့၍အဆုံးထိနားဆင်အားပေးသည့်အတွက် SN Radar မှ အထူးပင်ကျေးဇူးတင်ပါသည်